မင်္ဂလာပါဒီနေ့တော့စိတ်ဝင်စားစရာအကြောင်းလေးတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဗျာဂျပန်နိုင်ငံကပုံမုံညာဆိုင်လေးတစ်ခုအကြောင်းအဲနာမည်က Kiki Uma Benmi တဲ့ Kiki Uma ဆိုတာဂျပန်လိုအရအညာရတာရှိတယ်လို့အတိအပဲရတယ်ပေါ့သူတို့ blog မှာလေရပောင်း333ရက်ဆက်တိုက် posting နိုင်ခဲ့တာကိုအထင်မှတ်လို့တဲ့အကြောင်းလေးပါဆိုတော့အဲ့ဒီ blog post ကိုအခြေခံပြီးတော့အဓိကအချက်တွေနောက်ွယ်ကအကြောင်းအရာတွေကိုဆွေးနွေးကြည့်ကြတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ရပောင်333ရဲ့စက်တိုက်ဘလော့ရေးရဆိုတာကအသေးစားလုပ်ငန်းလေးတစ်ခုအတွက်တော်တော်လေးစူးစမ်းအားထုတ်မှုပဲနော်အဲ့ဒီအောင်မြင်မှုကိုဂုဏ်ပြုရင်းနဲ့ဖောက်တဲ့တွေကိုကျေးဇူးပြန်ဆက်တဲ့ပုံစံလေးကအာတော်စိတ်ဝင်စွာဖို့ကောင်းပါလေဟုတ်တယ်အဲ့မှာအဓိကသတိထားမိတာက333ဆိုတဲ့ခန်းနံပဲဒီခန်းနံကိုရွေးလိုက်တာတမင်တသက်များလားမသိဘူးနော်ဖြစ်နာထန်ထွက်ကတော့ပါ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 လို့ထွက်တယ်ပေါ့ဖြစ်နေမှာတော့အဲ့ဒီ333ခန်းနံကကံကောင်းချင်းအမတ်သားလို့ချစ်နေတာ ပြီးတော့333 BR ကလည်းအလိုပိုးရရသူတို့မျိုးမှာတောက်လို့ကောင်းတဲ့လာကမျိုးစားလေလူချိုက်များတယ်ဆိုတော့သူတို့အောင်မြင်မှုကိုဗီယက်နမ်ပြည်ကြီးမှုရဲ့ကံကောင်းခြင်းမသားနဲ့လိန်မာပါနဆွာချိတ်လိုက်တဲ့သဘောပေါ့ဩဟုတ်ကဲ့ဒီချိတ်ဆက်မှုကိုပို့ပြီးအားကောင်းတော့စေတာကဒီ333 BR တွေကိုဂျပန်မှာတင်သွင်းတဲ့ကုမ္ပဏီအာ IK Hitri Enterprises ဆိုလားအဲ့ဒီကုမ္ပဏီကပါပံပိုးကူညီတယ်ဆိုတော့သူတို့ကဘီယာ24ဘူးတောင်လက်ဆောင်ပေးတယ်ဆိုတော့ အစီအစဉ်ကတော့ဆီသွားမှာပဲ။စပါလာတော့အစီအစဉ်ကပို့ပြီးဆွေးဆောင်မှုရှိသွားတာပေါ့နော်။အပေးမဲ့လက်ဆောင်တွေကိုကြည့်ရင်လည်းသူတို့ဆိုင်တဲ့ဆက်ဆက်သားတွေပဲရွေးထားတာ။33 TB အပြင်อืมสายเยปองมุญเนี่ยขมักกูบอน6ซองเยนอบีเปียนานกาแฟทุเลเลยเยโหปองมุญเนี่ยกูบอนก็ตะตันกันตะมะทาบุสุราแลก้าวเนพอกเตรีนอกตะคอกเปลี่ยนลาจินองซ้วยซองหลูผิดตาบ่อืมโหเดซุซุกาวเลซอง33คู่โกเลย အရင်လာသူအရင်ရွေးခွင့်ရဆိုတဲ့မင်းနိုင်စနစ်နဲ့ပေးမယ်ဆိုတော့အမ်နင်းနေတော့စိတ်လူရှာစီကောင်းတာပေါ့ဒါမှမဟုတ်ဆိုင်မာရန်ထားဟောတဲ့အထက်ဝယ်မှမင်းနိုင်ခွင့်ရမယ်ဆိုတဲ့စီကံလဲတော့ရှိရဲ့ဒါလည်းအယောင်မြင့်တင်ရဲ့တပိုင်းတစားဘူးနော်ဟုတ်ပါရဲ့ရန်ထောင်ဆိုရကပုံမှန်မျက်ဆိုင်လေးတစ်ခုအတွက်တော့အများကြီးလို့ထင်နိုင်မယ်မယ်လေဒီလိုအထူးစီစဉ်လေးအတွက်တော့အဆင်ပြေလောက်ပါပါနောက်တစ်ခုသဘောကျတာကအရွယ်မရောက်သေးတဲ့ကလေးတွေအတွက်လည်းစဉ်းစားပေးထားတယ် သူတို့အတွက်ကဘီယာမဟုတ်တဲ့လက်ဆောင်ဟိုပေါမုံမြက်ကူပွန်ဒါမဟုတ်ကော်ဖီပေါ့အဲ့ဒါတွေပေါက်တဲ့အထိနိုင်ခွင့်ပြီးမယ်ဆိုတာကအားလုံးကိုပျော့စေခြင်းတဲ့သဘောလေးတွေ့ရတယ်အစည်းအဝေးကလည်းရက်တိမကြာလိုက်ဘူးနော်မေလ24နဲ့25စနေတနင်္ဂနွေနေ့ရက်တီပဲအဲ့ဒါကိုပေးမဆိုင်မှာပဲလောက်တာဆိုတော့လူကိုယ်တိုင်သွားဖို့လိုအပ်ခဲ့မှာပဲအရင်က online campaign တွေလို့ဖူးတယ်လို့ဆိုတယ်ဒီတစ်ခါတော့ဆိုင်မှာပဲ ဘလော့မှာရေးထားလို့ပဲလက်ဆောင်တဲ့ရေတော်က33ခုတီဆိုတော့စိတ်ဝင်စားရင်စောစောသွားမှအဆင်ပြေမဲ့သဘောမျိုးအဲ့ဒါကလည်းတမျိုးတော့ကောင်းပါတယ် exclusivity သဘောမျိုးအရေးတကြီးသွားချင်စိတ်ဖြစ်အောင်ဆွဲဆောင်မှုတစ်ခုလို့ဖြစ်တာပေါ့ပြီးတော့လက်ဆောင်ဘလော့ကြံသေးလေဆိုတာကို Instagram မှာအချိန်နဲ့တက်ပြေးနေတင်မင်းမယ်ဆိုတာကလည်းအင်းဒီဘက်ကဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချတတ်တာပြတယ် IKE kind the prices ကိုကျေးဇူးတင်ကြောင်းထည့်ရေးထားတာကလည်း sponsor နဲ့ဆက်ဆံရေးကောင်းအောင်ထိန်းသိမ်းတာကောလေဟုတ်ပါ blog ကြီးတဲ့သူကလက်ဆောင်ကြီးရဲ့စုစုပေါင်းတန်ဖိုးတောင်ခန့်မှန်းကြီးတွက်ပြထားသေးတယ်ရန်28000ကျော်လောက်ရှိမြဲတဲ့ဒီထဲမှာ beer တန်ဖိုးကအများဆုံးဖြစ်နေတာကိုကြည့်ရင်ဟို sponsor ရဲ့ပံ့ပိုးမှုကဘလောက်အရေးပါလဲဆိုတော့ပုံမြင်တာတာပေါ့တကယ်တော့ဒင်ငွေကြီးတံမိုးထွက်ပိုးကြီးတာကဒီလိုအစီအွင်လေးကနေရလာမဲ့ brand awareness လို့ခေါ်တဲ့ ကိုဆိုင်ကိုလူပိုတည်လာတာမျိုးနှုတ်ပြီး customer engagement လို့ခေါ်တဲ့ဖော်တယ်တွေနဲ့ပူရင်းနှီးမှုရတာမျိုးအမတ်တရဖြစ်ကျန်ခဲ့တာမျိုးပါ sponsor ရဲ့ရရမှုကဒါတွေကိုပို့ပြီးတော့အောင်မြင်ကူညီပေးလိုက်တာပေါ့ဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်ဂျပန်ကဗီယက်နမ်ပေါင်းမွန်ရဆိုင်နေတခုကသူတို့ရဲ့ online ကကြိုးစားမှုအဲ့ဒီရက်333ရက် blog ရေးခဲ့တာကိုအမတ်တရဖြစ်စရာအောင်မိုးလေးတခုဖြစ်ပြောင်းလဲခဲ့ပုံပါပဲ။ အဲ့ဒီမှာကံကောင်းခြင်းအမတ်တာ333နာမည်ကျူးဗီယက်နမ်ပြည်စပွန်ဆာရဲ့ပံ့ပိုးမှုစံရဲ့ထုတ်ကုန်တွေနဲ့ချိတ်ဆက်ထားတဲ့လက်ဆောင်တွေဒါတွေအားလုံးကိုအချိတ်ဆက်မိမိပေါင်းဆက်ပြီးလို့လေဖောက်တာတွေတကယ်ပေါင်းဝင်ချင်းစိတ်ဖြစ်အောင်ဖန်တီးနိုင်ခဲ့တယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းနာကတော့အသေးစားစီးပွားရေးလုပ်ငန်းတွေပေါ့နော်သူတို့ရဲ့ online ပေါ်ကကြိုးပမ်းမှုတွေဒီလို content creation တွေကို အခုလိုမျိုးလက်တွေ့ကြကြ လူလီနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်တဲ့အစီအစဉ်မျိုးတွေအဖြစ်ဘလို့များပြောင်းလဲလို့ရနိုင်မလဲဆိုတာပါပဲဒီလိုလောဆောင်ချက်တွေကရေရှည်မှာဖောက်တည်တဲ့ရဲ့သစ္စာဆောင်တည်မှု customer loyalty နဲ့ကိုယ်လုပ်ငန်းရဲ့အမှတ်တံစိတ်ပုံရိပ် brand image ကိုဘလို့အကျိုးတရားမှု ရှိလာနိုင်မလဲဆိုတာကတော့အာဆက်ပြီးစဉ်းစားကြည့်ဖို့ကောင်းတဲ့မေးခွန်းတစ်ခုဖြစ်မယ်ထင်ပါတယ်